တက်40ကျော်အထိထိတ်တန်းစစ်မှာကစားနိုင်အောင်ဒီလျိုးဝိုင်ဟင်းပွဲကိုအမြင်စားလေးရှိတဲ့စစ်ကြီးရိုနယ်ဒိုအလုံးမဲမင်္ဂလာပါစိတ်ကြီးခရစ်စတီယာနိုရိုနယ်ဒိုဆိုတာဘောလုံးလောကမှာတော့ထိပ်သီးဖြစ်ပြီးထာဝရအကောင်းဆုံးကစားသမားတွေကတိုးဖြစ်ပါတယ်အရက်က6ပြီးကြွက်သားတုတ်ကိုင်းကန္နာကိုအချိုးစားကြည့်လိမ့်မိုက်လီဆိုသလိုပါပဲစိတ်ကြီးဟာဘောလုံးကောင်းယူနေမှာကပဲဇော်ကြီးရုပ်ဖြောင့်ဘော်ဒီတောင်းနေသူလည်းဖြစ်ပါတယ် စေဂျီယာလက်ရှိမှာအသက်40ကျော်အရွယ်ဆိုပေမဲ့လူငယ်တွေနဲ့အပြိုင်မြက်ကင်းစိတ်နေပေါ်မှာလှုပ်ပြနေနိုင်စေဖြစ်ပါတယ်။စေဂျီကနပြိုတန်လနအိုးပေါင်ကျိုးဆိုသလိုရှယ်ချက်ပြုတ်ပြနေစေဖြစ်ပြီးစံချင်းဒီလေးတစ်ခုပြီးတစ်ခုကောင်းနေစေဖြစ်ပါတယ်။စေဂျီမှာသူအလွတ်ကျတဲ့အစားအစာတွေမျိုးရှိပါတယ်။အဲ့ဒီဟင်းဘွဲကိုစိတ်ကြီးရန်နီဒိုရဲ့ပရိသတ်အစ်စ်တီတော်တိမမှာမဟုတ်ပါဘူး။ရန်နီဒိုကလက်ရှိမှာတင်ကိုပေါင်းတထောင်စံကြီးစီကိုတဖြည်းဖြည်းချင်းချင်းကက်ဝင်ရောက်နေသူဖြစ်ပါတယ်။ရန်နီဒိုရဲ့ကစားသမားဘွားစုစုပေါင်းတင်ကိုက928ခုတွေရှိလာခဲ့ပြီဖြစ်ပါတယ်။ တင်ကိုတထောင်ပြဖို့ရနေတို့ချီတက်လာတာများတားမရစီးမရပဲဖြစ်ပါတယ်။တလုံးဖြည့်သွားလိုက်တာများအထင်ကြီးစရာကောင်းတာထက်ကိုပိုပါတယ်။ရနေတို့ဟာအသက်30မတန်းခင်တုန်းကတွင်းယူခဲ့တဲ့ဂိုးရီအတွက်ကိုအသက်30နောက်ပိုင်းမှာကြော်ဖြတ်ထားနိုင်သူပါ။အသက်30မတန်းခင်မှာရနေတို့ဟာကစားသမားဘွားကို Sporting Lisbon နဲ့စတင်ခဲ့ပြီး United, Real Madrid နဲ့ Portugal ရွေးစရာအသင်းတို့အတွက်ကစားပေးခဲ့တာဖြစ်ပါတယ်။အဆိုပါအသင်းတို့အတွက်စုစုပေါင်း463ကိုတွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အသက်30နောက်ပိုင်းမှာတော့ Renato Real Madrid, Juventus, United, Alnassar နဲ့ Portuguese တို့အတွက်ကစားပေးခဲ့ပြီး465ခုထိရယူခဲ့ပါတယ်။ကစားသမားတော်တော်များများဟာအသက်30နောက်ပိုင်းမှာဆိုရင်ကြာသွားကြတာများပါတယ်။ Renato ကတော့အသက်30နောက်ပိုင်းမှာမှကစားသမားဘဝပုံမအောင်မြင်ခဲ့တာပါ။ Renato အခုလိုမျိုးစေစုနှစ်နှစ်ခုစာထိတ်တန်းစင်မှာရက်တည်နေတာဟာသူရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုအတူကယူစိုက်တက်မှုကြောင့်ဖြစ်ပါတယ်။ Renato ဟာစက်ရုပ်လူသားဘဝကိုခံယူထားသူဖြစ်ပြီးသူ့ရဲ့တနေ့တာကိုပရိုဂရမ်ရေးဆွဲလှုပ်ရှားတတ်သူဖြစ်ပါတယ်။ တတိယရေဖော်ပြချက်အရရန်နီဒိုကြိုက်နှစ်သက်တဲ့ပိုတူဂီဟင်းလျာလူမျိုးရှိတယ်လို့သိရပါတယ်။ဘာခါဟူအဘရက်စ်လို့ခေါ်ဆိုပြီးဘောင်ဝင်ပစ္စည်းတွေကစားကြက်သွင်းနေအလုံးနဲ့ကြက်ဥတို့သာဖြစ်ပါတယ်။ဒီဟင်းကိုရန်နီဒိုအမယာငယ်စဉ်ကလေးကချက်ကြွေးတတ်ပါတယ်။ဒါကြောင့်ရန်နီဒိုဟာစပေါ်တင်လက်စပေါ်မှာရှိတဲ့သူကိုယ်ပိုင်စားတော့ဆိုင်မီညို့မှာဒီဟင်းကိုထည့်သွင်းထားပြီးချက်တဲ့အခါမှာလည်းသူ့မိရဲ့ချက်နေအတိုင်းဟင်းချက်စေခဲ့တယ်လို့ဆိုပါတယ်။ရန်နီဒိုပြိုင်သက်တွေနေနဲ့ပေါ်တူဂီရောက်ရင်သွားစားကြည့်တင်ပါတယ်ရန်နီဒိုဟာတကြားနဲ့အရက်ကိုအထူးရှောင်ကျင်သူဖြစ်ပြီးဒါကြောင့်လည်းသူ့ရဲ့ခန္ဓာကိုယ်ကအစီအဝံမရှိကျက်လက်နေတာပါ ရနေတူအလက်ရှိမှာပရိုဂီလန်ရွေးစဉ်အတဲအတွက်ရွေးချယ်ခံထားရပြီးသူ့ရဲ့နိုင်ငံတကာလက်ရွေးစဉ်စံချိန်တွေကိုတိုးချဲ့ဖို့ရရှိတာပါပေါ်တူဂီနီပြမာတီနက်စ်ကတော့ရနေတူရဲ့ဆေးရထက်သမှုခြေစွမ်းတဲ့အောင်မြင်လူစိတ်တို့ကြောင့်ရွေးတာလို့ဆိုထားပါတယ်ရနေတူအနေနဲ့2026ကမ္ဘာပလာမှာဝင်ရောက်ကစားဖို့လေဆေးရထက်တန်နေတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်